နမည်ကြီးဒါရိုက်တာတဦးနဲ့လက်ထက်ကျော်မဲ့ထီအားရာအဖွဲ့ဝင် Onjen ပရိသတ်များရှင် K-pop အဖွဲ့အဲထီအားရာအဖွဲ့ဝင်တဦးဖြစ်သူ Anjan အသက်36နှစ်က အသက်ရှင်နေဝင်းကျင်ကွာချားရဲ့နာမည်ကျော်ဒါရိုက်တာခင်ပြောင်ကိုအသက်45နှစ်ဝင်းကျင်နဲ့လက်ထပ်တော်မှာဖြစ်တဲ့အကြောင်းကိုသတင်းတွေထွက်ပေါ်လာပါတယ်။၎င်းတို့နှစ်ဦးကဆိုးမျိုးမှာမိသားစုဝင်တွေနဲ့ယနေ့သူတွေသာတက်ရောက်မဲ့ဒီသက်မင်္ဂလာပွဲလေးကိုကျင်းပသွားမှာလည်းဖြစ်ပါတယ်။တရင်နေရသူတို့နှစ်ယောက်ဟာဆွေတော့ရုပ်ရှင်လောကမှာအသီးမိတ်ဆွေရနေတဲ့ဆင့်စတင်တည်ကျွမ်းခဲ့ကြပြီးတော့နှစ်များစွာကြာအောင်ခင်မင်ယနေ့လာခဲ့ရတာနဲ့နောက်ဆုံးမှာ ဘဝတစ်ခုလုံးကိုအထူးထူဖြတ်တန်းဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။အလို့အပေါ်အပြန်အလှန်လေးစားနားလည်မှုတွေနဲ့သူတို့ရဲ့ဆက်ဆံရေးကိုတည်ဆောက်ခဲ့ကြရတယ်လို့လည်းသိရပါတယ်။ သူတို့သားဖြစ်သူဒရိုက်တာခင်ပြောင်ဟူဟာအလွန်အောင်မြင်တဲ့ဒရိုက်တာတဦးဖြစ်ပြီးတော့2013ခုနှစ်ကရုံတင်ခဲ့တဲ့ The Terror Life ဇာတ်ကားနဲ့နာမည်ကျကြလာတဲ့သူဖြစ်ပါတယ်။ဒီဇာတ်ကားနဲ့ပဲ Blue Dragon Fling Award ရဲ့အကောင်းဆုံးဒရိုက်တာသစ်ဆုနဲ့ Best and Art Award ရဲ့အကောင်းဆုံးဒရိုက်တာဆုရီကိုရရှိခဲ့ပူပါတယ်။နာမည်ကြီးထိတ်တန့်သီးဥဆောင်နေပါဝင်ထားတဲ့ only sarah's writer the prophecy ဇာတ်ကားဆိုရင်လည်း၎င်းရဲ့လက်ရပဲဖြစ်တယ်လို့သိရပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆောင်တွေ့ကြပါစို့ရှင်